နော်ဒီတတ္တလဆိုင်ကုသိုလ်ရတယ်ဆိုတဲ့အကျင့်စိတ်ကြီးနဲ့စားနေမယ်ဆိုရင်ဒါအကျင့်ပွားကြီးလေဒါတတ္တလဆိုင်ကလည်းကုသိုလ်မရပါဘူးနော်အဲ့တော့နောက်တစ်ခါခုနကလူတွေအထင်ကြီးအောင်ဆိုတဲ့စိတ်နဲ့စားမယ်ဆိုရင်ဒါအဲ့ယဟန်ကမိစ္ဆာစီဝါဖြစ်သွားပြီအဲကြောင့်သူများအထင်ကြီးစေလို့တဲ့စိတ်နဲ့တတ္တလမစားရအောင်တချို့နိုင်ငံတွေမှာဆိုရင်တတ္တလဆိုင်ကလူတွေအထင်ကြီးတယ်မြန်မာနိုင်ငံမှာလည်းနည်းနည်းကြီးပုံရတယ်နိုင်ငံခြားတွေမှာရှိတယ်အသားဆိုင်ရင်မကြိုက်ဘူးဥပမာသီလင်္ကာတို့အိန္ဒိယတို့မှာလည်းအသားဆိုင်ရင်တိတ်မကြိုက်ဘူးတတ္တလဆိုင်သဘောကျတယ် ချို့နိုင်ငံတွေမှာလေတတ္တရဆိုင်သဘောကြတယ်အဲ့တော့သူတို့အထင်ကြီးအောင်လို့ကိုကဟိုတတ္တရဆားရတယ်ပေါ့နော်အဲ့လိုဆိုရင်ဒါမိစ္ဆာဇီဝဖြစ်သွားတယ်နော်အဲ့တော့ကိုပါကိုကျမ်းမာရေးကြောင့်မစားတာမစားဘဲနေလို့ရတယ်သူများအထင်ကြီးစေလို့တဲ့သဘောမျိုးနဲ့တော့မလုပ်ကောင်းဘူးဒါဖရားကျင့်စဉ်ထဲမှာမပါဘူးလေဖရားကျင့်ခိုင်းတာမို့လို့ကျင့်ရတာဆိုရင်တော့ကိစ္စမရှိဘူးဒါဖရားအကျင့်လည်းမဟုတ်ဘူးဒါကြောင့်တတ္တရဆားတဲ့အခါမှာကျမ်းမာရေးကြောင့်မစားတာကအတ္တအထင်ကြီးအောင်မစားရနိုင်အောင်အာဘတ်တဲ့နော်မိစ္ဆာဇီဝဖြစ်တယ် ဒုတင်မှာမရှိဘူးလေတတ်တလို့စားတဲ့ဒုတင်လို့မရှိပါဘူးအော်ဒုတင်လည်းအတိုင်းပဲဟုတ်တယ်ဒုတင်လည်းသူကမြတ်စွာဘုရားခွင့်ပြုတဲ့အကျင့်စင်ပဲဒါပေမဲ့လူများအထင်ကြီးအောင်လည်းမကျင့်ရအောင်ဟုတ်တယ်သူများအထင်ကြီးအောင်ကောင်းတဲ့အကျင့်အောင်မှမကျင့်ရအောင်အာဘက်တန်ဟုတ်တယ်အရှင်ဘုရားမေကိုမေရှောက်ခွင့်ပြုပါဗျာအာတပီတော့ငယ်စဉ်အခါပေါ့နော်တပီတော့ငယ်စဉ်အခါပေါ့ပြောဆိုလိစ္ဆန်တော်များများကိုတက်ဖြတ်ဖို့ပါတယ်ဗျာအဲတက်ဖြတ်ဖို့တဲ့အခါကျတော့ မြတ်စွာဘုရားတော်မှာပေါ့နော်ဝေကျွရှိလို့ရှိရင်ကံမကုံကံမကုံငယ်အချိန်ဒီပစ်ဆက်ရတယ်ပေါ့နော်တပြီးတော့လေတစ်ချိန်ကြာလို့ရှိရင်ပြန်ပြီးအကျိုးပေးမယ်လို့နှလုံးသွင်းမိတယ်ပေါ့နော်အဲ့ဒီဥစ္စာကိုပြန်ပြီးတော့ကာဘာလှုပ်ဖို့အတွက်လှုပ်လို့ရသလားပေါ့ဘုရားသူကမတ်ဖို့မရရင်တော့အကျိုးပေးနိုင်တယ်ပေါ့နော်မှန်ပါပါသူကမတ်ဖို့ရသွားရင်တော့ဒီကံတွေကအဟောတိကံဖြစ်သွားတယ်အဲ့ဒါမတ်ဖို့မရသေးဘူးတန်တရာမှာလည်နေရင်တော့ဘဝတစ်ခုခုမှာတော့အကျိုးပေးမှာ ဒီကံတရားလေအဲ့တော့ဘယ်ခါမှအကျိုးပေးရမလဲဆိုတော့ तू ကမတ်ဖို့နိဗ္ဗာန်ကိုရပြီဆိုမှဒီအကျိုးပေးတွေအကုန်ရမှာနော်သူတို့ကိုအဟောတိကံဖြစ်အောင်လှုပ်နိုင်တာကဒီမတ်ခေါ်တာသောတာပတိမတ်သက္ကရာမတ်နာယမတ်အရထမတ်ပေါ့နော်ဒီမလေးပါးနဲ့ပဲဒီအာဟုတွေအားလုံးကိုပယ်သက်လို့ရတယ်ကျန်တဲ့ကံတွေကခဏပဲပယ်သက်လို့ရတာသူတို့ကိုတတလောကုသိုလ်ကောင်းမှုကြောင့်ကိုကလူပြေရောက်လာတယ်နှစ်ပြေရောက်တယ်ဒီကုသိုလ်ကောင်းမှုတွေအဟံတားကြောင့်ဒီအာဟုတွေကခဏငုံနေတာပဲရှိတာအကျိုးလုံးဝမပေးအောင်မလုပ်နိုင်သေးဘူးသူတို့အခွင့်မရအောင်လုပ်နိုင်တာ တော့မတ်ဖို့နိဗ္ဗာန်ကိုရပြီဆိုမှသာဒီဟာတွေကမလိုက်နိုင်တော့အကျိုးမပေးနိုင်တော့ဘူးအကြောင်းလုံးဝအကျိုးမပေးစီရင်တော့မတ်ဖို့ရနိဗ္ဗာန်ရအောင်အထောက်အမှာပေါ့နော်တန်တရာမှာလေသေးရင်တော့ဘဝတစ်ခုမှတော့အကျိုးပေးနိုင်ပါပဲ